ားလုံးမမင်္ဂလာပါခင်ဗျာဘူလတ်လဟောင်90ကနေကြိုဆိုပါရစေကျွန်တော်ဒီဗီဒီယိုမှာလဲအူရိုပါတိုက်စုံရဲ့ကမ္ဘာဖလားရှစ်စစ်ပွဲကောင်းရှုပ်ကို preview လုပ်မှာဖြစ်ပါတယ်မနေ့ညကမမနှစ်ပွဲမှာတော့ဂျာမနီသင်းဘော်ဒီရဲ့မြောက်အိုင်ယာလန်သင်းဘော်ဒီရဲ့နဲ့ကျွန်တော်တို့အပေါင်း200ထပ်ဖြစ်ပါတယ်ဗျာဒီနိုင်ငံတကာပွဲတွေမှာတော့ကျွန်တော်တို့သတ္တုကနေရောင်းပွဲမထွက်ပါဘူးဗျာဘာကြောင့်လဲဆိုတော့တချို့တချို့သောနေရာတွေမှာနိုင်ငံတကာပွဲတွေဒီဘော်ဒီကျေးဖွင့်ရင်ဂိုးပေါင်းကျေးမဖွင့်ဘူးအများစုဒီဂိုးပေါင်းကျေးတွေမပါတတ်ဘူး အဲ့ဒါကြောင့်ကျွန်တော်တို့လိပွဲတွေပြန်ဆမှာပဲတတူရောင်းပွဲထရက်မှာဖြစ်ပါတယ်2025 2026ဘောလုံးညာတွေကဆက်ပြီးတော့ဘောလုံးပွဲတွေကိုနေရာကြကြကစားကြတဲ့ညီကိုတွေကိုကြီးကျော်ခွန်ချစ်ကိုနဲ့တွားရောက်ဆက်သွယ်ပါဗျာအပေါင်းကိုငါကိုခွန်ခွန်3926တက်တက်ကို Viber Telegram ကနေဆက်သွယ်ပြီးတော့မေကွန်းလေးတွေမေးစစ်ကြိုက်ဖြစ်ပြီဆိုရင်ကစားလို့ရပါတယ်ဗျာကျွန်တော်တို့ကိုကြော်ညာပေးတယ်ဆိုတော့ကငွေသွင်းငွေထုတ်တဲ့အပိုင်းမှာစစ်ချယုံကြည်ရတယ်ဆိုတော့စံနှုန်းတစ်ခုတည်းကိုကြည့်ပြီးကြော်ညာပေးတာဖြစ်ပါတယ် ။တရိုက်ကြည့်ပြီးတော့ကစားနည်းဖြစ်တဲ့အတွက်ဟိုအောင်မလို့ရတရားမလို့ရဆိုတော့စီမင်းစီကံရှုတော့ရှိပါလိမ့်မယ်။ကိုနဲ့ကန့်ညီမှုရှိမှကြိုက်မှကစားပါဗျာ။ဟန်ဂေရီနဲ့အာမေးနီးယားတို့ကစားမဲ့ပွဲတွေမြန်မာစံတော်ချိန်စင်နာရီခွဲမှာဖြစ်ပါတယ်။အုပ်စုဒုတိယနေရာလူကြမဲ့ပွဲဗျ။ဒီအုပ်စုမှာပေါ်တူဂီသင်းတွေနှစ်ပွဲကစား၆မှတ်ရထားပြီးအာမေးနီးယားတွေနှစ်ပွဲကစား၃မှတ်ရထား။ဟန်ဂေရီကတော့နှစ်ပွဲကစား၁မှတ်ပဲရထားသေးတယ်။ဆိုတော့ဒီပွဲမှာ1-0နဲ့နိုင်သွားရင်ကိုဟန်ဂေရီဒီအုပ်စုဒုတိယနေရာရပြီဗ အာမေးနီးယားကလည်းဒီပွဲမှာတမတ်ရပြီဆိုတော့လည်းအုပ်စုဒုတိယနေရာကိုတေချာပေါက်သူမျောလင်းလို့ရပြီဆိုတော့ဒီပွဲဒီတတိကြီးကြီးနဲ့ကလာရမဲ့ပွဲဗျအင်ရှန်ဟန်ဂရီအသင်းဟာပြိုင်ပွဲဆိုနောက်ဆုံးအိမ်ကွင်းရှောက်ပွဲဆက်လုံးဝအနိုင်မရထားဘူးတတိကြကြပြောရရင်2024ခုနှစ်စက်တင်ဘာလ17ရက်နေ့ကစပြီးတော့အခု2025ခုနှစ်ဒီနေ့ဆယ်လပိုင်း17ရက်နေ့ထိဆိုတနည်းနဲ့တလတောင်ရှိပြီအဲ့ဒီကြားထဲမှာကလာတဲ့အိမ်ကွင်းပွဲတွေတပွဲမှအနိုင်မရထားဘူး ဒီလိုရဲကြီးတဲ့ပွဲမှာမှအိမ်ကွဲမှာနိုင်အောင် မကစားနိုင်ရင်လည်းနေခဲ့တော့ပေါ့ဗျာအာမေးနီးယားကျတော့အိမ်ကွဲမှာပတ်တဂွေသင်းကိုသူတို့၅ဖို့ပြတ်ရှုံးတယ်နောက်ပွဲမှာကျတော့အိုင်ယာလန်သင်းကိုသူတို့2-1နဲ့ပြန်နိုင်ထားတယ်ဒီပွဲဟာအင်ရှင်ဟန်ဂေရီအတွက်ကောဧည့်သည်အာမေးနီးယားအတွက်ကောအရန်အရေးကြီးပါတယ်ဗျာဒီပွဲနဲ့စတဲ့ကြေးပါဟန်ဂေရီသင်းဒီဘော်ရီချက်တက်နှုတ်90ပေးတယ်ဂိုးပေါင်းချက်တွေနှစ်အနှုတ်90ဖြစ်ပါတယ်မင်းညာက9နိုင်ခွဲမှာတော့ဘော်ရီချက်ကတက်အနှုတ်90လောက်အထိဖြစ်လာပြီးတော့ဂိုးပေါင်းချက်က3ပေါင်း55ဗျာ အခုမြန်မာစံတော်ချိန်နေ့လယ်2နာရီမှာကြတော့ဗိုလ်ကြီးတီတစ်အနှုတ်80ပြန်ဖြစ်သွားတယ်ကိုပေါင်းကြီးက3အပေါင်း60တိဖြစ်လာတယ်ဒီနှစ်သိန်းညဈေးကွက်ကွာမှုကိုကြည့်တော့ဒီဘွဲမှာပေးခဲ့တဲ့စတဲ့ကြီးတစ်အနှုတ်90ဆိုတာဟန်ဂရီနဲ့အာမေးနီးယားကြားမှာပေးသင့်ပေးထိုက်တဲ့ကြေးတန်းတစ်ခုပဲမနေ့ညကဒီတက်နှုတ်60ဆိုတဲ့ body chain မှာတော့ hungry thing ကိုတော်တော်လေးကြိုက်နေခဲ့တာဒီထဲမှာဒီပွဲအနိုင်ရမှာကိုဖြစ်တာဒါပေမဲ့10တို့21လို့ဆိုရင်လည်းနိုင်သွားနိုင်တာမျိုးပဲ ဲ့တော့ဘော်ရီဂျစ်တင်းနှုတ်90တုံးကဟန်ဂရီအသင်းဒီတေချာပေါ့ဂိုးပြတ်အနံ့ရသွားနိုင်တယ်လို့ကျွန်တော်ယူဆပြီးတော့ဒီအသင်းဘော်ဒီကိုကျွန်တော်ကြိုက်ခဲ့တာပဲမနေညာပါဒါပေမဲ့လက်ရှိတင်းနှုတ်90ကနေတင်းနှုတ်60တင်းနှုတ်80အတွင်းမှာတော့2-1ဆိုကျွန်တော်တို့အပြစ်နီးပါးကုန်မှာဖြစ်တဲ့အတွက် DJ အတိုင်းဆိုရင်ဒီပွဲမှာဟန်ဂရီလည်းအနံ့ရသွားနိုင်တယ်အဲ့လိုပဲဧည့်သည်အာမေးနီးယားအသင်းကလည်းအနည်းဆုံးတကူလောက်ရသွားနိုင်တယ်လို့ကျွန်တော်ယူဆတဲ့အတွက်ဒီပွဲမှာဂိုးပေါင်းအပေါ်တစ်ချောင်းတည်းကိုပဲကျွန်တော်ကြိုက်ပါတယ် ဒါပေမဲ့ကြေးပြောင်းပါတင်းနှုတ်60လို့တင်းနှုတ်80လို့ဖြစ်လာပြီဆိုရင်တော့ဟန်ဂေရီအသင်းပေါ်တွေပါကျွန်တော်ကြိုက်တယ်။ပေါ်တူဂီနဲ့အိုင်ယာလန်ကစားမဲ့ပွဲတွေမြန်မာစံတော်ချိန်တနာ25မှာဖြစ်ပါတယ်။တရုတ်စုမှာပေါ်တူဂီကရွှေဘဖြစ်နေပြီဗျ။ရွှေဘလို့နောက်ဆုံးမှပြန်နိုင်တာမျိုးတော့မဟုတ်ဘဲနဲ့ပွဲစကလေးကကိုတွေ့ထားပြီးပြီ။နှစ်ပွဲကလာစုပေါင်းချောင်းပရထားပြီးအေးဆေးပဲ။ပြီးတော့ဒီခရစ်စတီယာနိုရော်နယ်ဒို CR7 ရှိနေတဲ့အသင်း CR7 ဆိုတာကရွှေဘထက်တောင်မှပိုပြီးတော့ရွှေဘသေးတဲ့ကစားသမားဗျ။ အိုင်လန်တင်းကြတော့ဒီကမ္ဘာဖလားနဲ့ပတ်သက်ရင်2000ခုနှစ်တည်းကိုပြန်ပြီးလွမ်းနေရမယ့်အသင်းဖြစ်သွားပြီအဲ့ဒီအချိန်တွေတုန်းကငါတို့ကမ္ဘာဖလားကိုကွာတာထိတောင်ရောက်ခဲ့ပူတာအရင်တုန်းကငါတို့အတွက်ကမ္ဘာဖလားအုပ်စုအဆင့်ဆိုတာဘာမှမဟုတ်ဘူးအေးအေးဆေးကြော်ဖြတ်လို့ရတယ်ဆိုတာမျိုးကိုအဲ့ရဝင်ပုံပြနေလို့ပဲဒီဟိုးချစ်ချစ်ဘုံကဆိုတဲ့ဇာတ်ကားကိုခံပြီးတော့ပြောရမယ့်အသင်းလက်ရှိအိုင်လန်ဒီဘာရောမှမထွက်တော့ပေါ်တူဂီမြေမှာလည်းဒီအသင်းကမလွယ်ပါဘူးဗျာဒီအုပ်စုမှာပေါ်တူဂီကရွှေပဆိုရင်အိုင်လန်တင်းဒီဖြတ်လျှောက်အဆင့်ထက်မပိုတော့ပါဘူး စတဲ့ကြီးမှာပေါ်တူဂီတင်းကနေပေါ်ရီကြီး2ပေါင်30ပေးတယ်9ပေါင်ကြီးက3အပေါင်30ပေးတယ်မနေ့ညမြန်မာစံတော်ချိန်9နာရီခွဲမှာကြတော့ပေါ်ရီကြီးဒီနှစ်အနှုတ်50ဖြစ်လာတယ်9ပေါင်ကြီးက3အနှုတ်50ဖြစ်လာတယ်အခုလဲဒီကြီးပဲဗျပေါ်ရီကြီးဒီနှစ်အနှုတ်30လောက်ပဲရှိတယ်9ပေါင်ကြီးဒီ3အနှုတ်50 60လောက်ပဲရှိတယ်ဒီဘွဲကပေါ်တူဂီကြီးနည်းနည်းလေးယော့တယ်လို့ထင်ကြရရှိပေမဲ့ရွှေဘတ်တောင်ပူပြီးရွှေဘတ်တဲ့ဒီဆရာဆဲပန်းကြောင့်ပဲပေါ်တူဂီအသင်းပေါ်ဒီတကြောင်းတည်းကိုပဲကျွန်တော်ရွေးချယ်ပါတယ် ကမ္မကောင်းရင်တော့ဒီပွဲတည်အနောက်20 30လောက်ရင်းနှီးကောင်းရင်းနှီးရနိုင်ပါတယ်။ဒါပေမဲ့တခုရှိတာကဒီပွဲမှာဘာကြောင့်ပေါ်တူဂီအသင်းပေါ်တွေကိုကျွန်တော်ကြိုက်တာလဲဆိုတော့နှစ်အနှုတ်နဲ့ထွက်နေလို့ကြိုက်တာဖြစ်ပါတယ်။ဒါပေမဲ့ဂျေးပြောင်းမှာတူပေါင်း40တို့တူပေါင်း50တို့ဖြစ်လာရင်တော့ကျွန်တော်ပေါ်တူဂီအသင်းပေါ်တွေကိုမကြိုက်ဘူးကျွန်တော်ဂိုးပေါင်းအောက်တကြောင်းတည်းကိုပဲကျွန်တော်ကြိုက်လိမ့်မယ်။အခုနှစ်နှုတ်20နှစ်နှုတ်30ဆိုတဲ့ဂျေးမှာတော့ပေါ်တူဂီအသင်းပေါ်တွေကိုပဲရွေးချယ်ပါတယ်ဗျာ။နော်ဝေနဲ့အစ္စရေးကစားမဲ့ပွဲတွေမြန်မာစံတော်ချိန်9:00ခွဲမှာဖြစ်ပါတယ်။ ဒေအုစုမှာနော်ဝေသင်းတီ9ဘွဲကစားရန်နှုံးပြနိုင်ပြီးတော့15မှတ်ရထားပါပြီ။အီတလီအသင်းတီ4ဘွဲကစား6မှတ်နဲ့ဒုတိယနေရာရထားပါ။အစ္စရေးကလည်း9ဘွဲကစား6မှတ်နဲ့အုပ်စုဒုတိယနေရာဖြစ်ထားပါပြီ။ဒီဘွဲမှာနော်ဝေနဲ့အစ္စရေးသာဘီလိန်လုပ်မယ်ဆိုရင်အီတလီအသင်းတီကမ္ဘာဖလားပြိုင်ပွဲကိုနှုတ်တောင်ဆက်သွားရနိုင်တယ်။လက်ရှိနော်ဝေကဒီဘွဲကစားပြီးတော့လည်းနယူးဇီလန်နဲ့ရှစ်ဆန်းဘွဲကစားရမှာဆိုတော့နောက်ဘွဲအတွက်ပူပင်ကြောင်းကြစရာမရှိဘူး။ဒီဘွဲကိုလူဆောင်တက်ဆုံနဲ့အစ်စီဘက်ကစားရမှာ။ ဒီဘွဲမှာမာတင်အိုဒီကမပါနိုင်လို့ကွယ်လှယ်ပိုင်းနည်းနည်းအားနည်းနိုင်ပေမဲ့အစ္စရေးလိုအသင်းကိုအိမ်ကွဲမှာကစားဖို့အတွက်တော့အလောက်ကြီးရှိနေမနေပါဘူးဗျာအစ္စရေးဒီဒီဘွဲပြီးတော့နဲ့အီတလီနဲ့ဒုတိယနေရာလူဘွဲသူကစားရမယ်အဝေးကွဲမှာပဲသူသွားကစားရမယ်ဆိုတော့အစ္စရေးရဲ့ပလန်ဒီဒီနော်ဝေနဲ့ပွဲမှာလဲဂိုးပြတ်မချုံရေးနံပါတ်1နံပါတ်2တမတ်ရရေးကိုသူတို့ဥတီပြီးကစားမယ်အီတလီနဲ့ပွဲမှာလည်းအနည်းဆုံးသေတမတ်လောက်ရအောင်ခံပြီးတော့ကစားမယ်ဘာကဒီအသင်းရဲ့ပလန်ဖြစ်သွားပြီ ပထမကျအစ္စရေးကွင်းမှာကစားတော့နော်ဝေအသင်းတီ24နဲ့နိုင်ခဲ့တယ်ဗျ။အဲ့ဒီဘွဲမှာနော်ဝေကဘော်ရီဂျေ1နှုတ်20ပေးတယ်၊ဂိုမောင်ဂျေက3အနှုတ်20ပေးတယ်ဗျ။ဒီဘွဲနဲ့စတဲ့ဂျေမှာနော်ဝေကဘော်ရီဂျေ 2D ပေးတယ်၊ဂိုမောင်ဂျေက3အနှုတ်100ပေးတယ်။အခုမြန်မာစံတော်ချိန်ညနေ3:24မိနစ်အချိန်မှာကျတော့နော်ဝေသင်းရဲ့ဘော်ရီဂျေတီ 2D ဝင်ရောကနေပြီး2.20ဖြစ်လာတယ်၊ဂိုမောင်ဂျေတီ4.80ဖြစ်လာတယ်။ ဆိုတော့နော်ဝေရဲ့ဒီဂျေးဒီပထမကြော့ဒုံးကဂျေးတိုင်းနဲ့ပြန်တွက်မယ်ဆိုရင်ကြီးပြင်းပါတယ်ဗျပထမကြော့အဝေးကွဲမှာတင်းနှုတ်20ပေးခဲ့တာဖြစ်တဲ့အတွက်အိမ်ကွဲမှာဝမ်ပေါင်း2ပေါင်း80ပြန်ပေးရင်သူလုံလောက်တယ်ဒါပေမဲ့ဒီ2ပေါင်း20 30 40 50ဆိုရင်တော့နော်ဝေတင်းရဲ့ body ဂျေးဒီပြင်းနေသေးတယ်ပြင်းတဲ့လုံသွင်းတော်များအစ္စရေးကိုသူတို့အိမ်ကွဲမှာနှစ်နှုတ်50ပဲပေးခဲ့တာအီတလီဆိုရင်အစ္စရေးကို 2D ပဲပေးခဲ့တာဆိုတော့အခုနော်ဝေရဲ့ 2D ဝင်ရောကနေ2ပေါင်း20 30ဆိုတော့လည်းကြီးပြင်းပါတယ်ဗျာ ဒီကြေးသည်တန်ရတန်ကြေးထက်တောင်ပိုပြီးပေးထားတဲ့ကြေးလို့ကျွန်တော်ယူဆပါတယ်။ဒီဘက်မှာနော်ဝေးသင်းရဲ့ဘော်ဒီကိုရွေးချယ်ပါတယ်ဗျာ။နောက်ထပ်တစ်ပွဲကအက်စတိုးနီးယားနဲ့အီတလီကစားမယ့်ပွဲမြန်မာစံတော်ချိန်တနအီ15မှာဖြစ်ပါတယ်။ဒီအုပ်စုမှာအီတလီသင်းသည်နော်ဝေးကိုလိုက်မိဖို့ဆိုသူ့ရဲ့လက်ကြံပွဲ၄ပွဲလုံးမှာအ ਨੇ ဆုံးတပွဲကို3ဂိုးသူသွင်းမှရတော့တပွဲ3ဂိုးသွင်းပြီးတော့မလုံလောက်သေးဘူး။နော်ဝေးနဲ့ထိတ်တိုက်တွေ့တဲ့အခါနော်ဝေးသင်းကိုသူနိုင်အောင်မှဖြစ်မှာ။ဒါမှသူတို့နောက်တစ်ဆင့်ကိုတက်မှာ။ ဆိုတော့ဒီပွဲကို9ရက်လောက်သွင်းမှကိုအီတလီအတွက်အဆင်ပြေမယ်ဗျာပထမကြော့အိမ်ပွဲမှာ9ခုပြတ်သွင်းခဲ့တယ်လို့မျိုးဒီပွဲကိုလည်းသူတို့9ခုပြတ်ဖို့လိုတယ်ဒါပေမဲ့အက်စတိုးနီးယားကအိမ်ကွင်းမာတယ်ဗျာအိမ်ကွင်းမှာတော်တော်လေးကောင်းတယ်ကိုသွင်းအားလည်းရှိတယ်မတော်တဆများဒီအသင်းကသာဥဆောင်ကိုတကူရသွားပြီဆိုရင်အီတလီဟာဒီပွဲမှာရုန်းကန်လာရလိမ့်မယ်ဒီပွဲမှာအက်စတိုးနီးယားရဲ့အဓိကအားသာချက်တွေဒီပွဲနိုင်နိုင်ချုံချုံဘာပြဿနာမှမရှိတဲ့အချက်ကြောင့်အီတလီအသင်းဒီကစားရခက်လိမ့်မယ် အီတလီကွင်းမှာကလာရောကအီတလီကဘော်ရီဂျေ၃အနှုတ်20ပေးပြီးတော့ကိုပေါင်းဂျေက40အထိပေးခဲ့တာဗျာအခုဒီပွဲစတဲ့ဂျေမှာကြတော့အီတလီကနေဘော်ရီဂျေ2အနှုတ်60ပေးတယ်ကိုပေါင်းဂျေက3အနှုတ်40ပေးတယ်မနေ့ညမြန်မာစံတော်ချိန်စင်တာရီခွဲမှာကြတော့အီတလီရဲ့ဘော်ရီဂျေက3ပေါင်း80ဖြစ်လာတယ်ကိုပေါင်းဂျေက3အနှုတ်100ရောက်လာတယ်အခုနေ့လည်းမြန်မာစံတော်ချိန်3နာရီလောက်မှာကြတော့အီတလီကဘော်ရီဂျေ3ပေါင်း90ဖြစ်လာပြီးကိုပေါင်းဂျေက4အပေါင်း80ဖြစ်လာတယ် ပထမကျော့အိမ်ကွင်းမှာ၃အနှုတ်20ပေးခဲ့တဲ့အင်းကိုအဝေးဘက်မှာနှစ်အနှုတ်90လောက်ပြန်ပေးရင်ကိုတော်တော်လေးပြင်းတဲ့ကြေးပြန်။ဒါပေမဲ့လက်ရှိအီတလီရဲ့ဒီ၃ပေါင်း90ဆိုတဲ့ကြေးဟာတော်တော်လေးပြင်းတယ်ဗျ။ဒီဘက်မှာဈေးကွက်ကိုမေ့ထားပြီးတော့အီတလီအင်းကိုလက်တွေ့ကျကျစဉ်းစားမယ်ဆိုရင်တော့နောက်တစ်ဆင့်သွားဖို့အတွက်ဆိုသုံးမှတ်တယ်မို့ဖို့အနည်းဆုံးဒီဘက်မှာ၄ကို5ကိုလောက်ကိုသူတွန်းထားနိုင်မှအဆင်ပြေမှာဖြစ်တဲ့အတွက်ဒီဘက်ဟာအီတလီနောက်ကိုလက်ရမယ်ဘွဲလို့ကျွန်တော်ယူဆတယ်။ဒီဘက်မှာတော့အီတလီအင်းရဲ့ body ကိုကျွန်တော်ရွေးချယ်ပါတယ်ဗျ။ ောက်ထပ်တပွဲကဆာဗီးယားနဲ့အယ်ဗေးနီးယားကစားကြမယ့်ပွဲမြန်မာစံတော်ချိန်တနာရီ15မှာဖြစ်ပါတယ်ဒီပွဲသည်ဒုတိယနေရာလူကြမယ့်ပွဲဒီပွဲနိုင်တဲ့သူသည်ဒုတိယနေရာကိုအပိုင်ရပြီလို့တောင်ပြောလို့ရပါတယ်နှစ်သင်းလုံးသည်ပွဲကြံနေမှာအင်္ဂလန်သင်းနဲ့ကစားဖို့ရှိနေသေးပေမဲ့ဆာဗီးယားသည်တပွဲရော့နေသေးတယ်ဗျာအင်ရှင်ဆာဗီးယားသည်သူ့အိမ်ကွဲမှာကစားထားတဲ့နောက်ဆုံး၆ပွဲမှာအင်္ဂလန်သင်းကိုပဲသူတို့ရှုံးခဲ့သေးတယ်အိမ်ကွဲမှာလည်းဂိုးသွင်းအားရှိတယ်ဒီသင်းရဲ့ play style ကတော့နည်းနည်းလေးလေးကြီးနဲ့ခမှန်းရခတ်တဲ့အထဲမှာတော့ပါတယ် ဒီနှစ်ကမ္ဘာဖလားကိုဝင်ခွင့်ရဖို့ဆိုပလေးအော့ဖ်ကနေသွားဖို့ဆိုဒီပွဲတည်တေချာပေါက်အနိုင်ကစားမကို ဖြစ်မယ်ဗျ။အေဗီနီယာကြတော့မရှုံရည်တေတမတ်ရရည်နဲ့ပဲလာမှာပဲ။အဝေးခွင့်ဆက်ဆောင်ရည်ကိုကြည့်တော့လေဝေးခွင့်မှာပေးကိုနဲအောင်ဂယူဆိုင်ပြီးသူကစားတယ်။အနိုင်ရဖို့ထက်ကိုအမတ်မဆုံးရှုံးရည်ကိုသူဥတီကစားတယ်။ဒါကအေဗီနီယာရဲ့အဝေးခွင့်ပလေးစတိုင်ပဲ။ဒီအသင်းတည်ပိုင်မလုပ်တဲ့အသင်းပဲ။ပရမကျော်အင်ကွဲမှာဂိုးမရှိတရေကြခဲ့ပြီးတော့အဲ့ဒီပွဲမှာဧည့်သည်စာပြတဲ့ကနေတရေနှုတ်လျှောက်ဆယ်ပြီးခဲ့တာဖြစ်ပါတယ် ကိုပေါင်းကျေးတည်နှစ်အနှုတ်30ဖြစ်ပါတယ်အခုဒီပွဲစတဲ့ကျေးမှာဆာဗီယာကနေဘော်ဒီကျေး1ပေါင်း60ပေးလာတယ်ကိုပေါင်းကျေးကနှစ်အနှုတ်50ပေးတယ်မနေ့ကမြန်မာစာတော်ချိန်စင်နာရီခွဲမှာဘော်ဒီကျေးတည်1ပေါင်း40ဖြစ်လာတယ်ကိုပေါင်းကျေးကနှစ်အနှုတ်30ဖြစ်လာတယ်အခုပွဲကစားမဲ့နေ့မြန်မာစာတော်ချိန်3နာရီညနေ36မိနစ်အချိန်မှာတော့ဆာဗီယာတင်ရဲ့ဘော်ဒီကျေးတည်1ပေါင်း60ပဲကိုပေါင်းကျေးတည်နှစ်အနှုတ်29ဖြစ်ပါတယ်ဒီအပေါ်အသင်းရဲ့1ပေါင်း60ဆိုတဲ့ဘော်ဒီကျေးတည် တရေတပေါက်ကြောက်ရတာမှန်ပေမဲ့ကမ္ဘာဖလားဆိုတာကဗျာဒီနေ့မှဝင်ခွင့်မရရင်နောက်လင်းနဲ့လောက်ထိဆာဗီယာဆောင်ရတော့ဒါဆိုအခုကစားနေတဲ့ကစားသမားတွေကနောက်လင်းနဲ့ဆိုရှီဂျင်မာတောင်ဟိုပါဂျမာတောင်ပါရတော့မှာဆိုတော့အဲ့ဒီစိတ်နဲ့ပဲဆာဗီယာတို့ဒီပွဲမှာရုံးမယ်လို့ကျွန်တော်ထင်တယ်အနည်းဆုံးတကူအကွာလောက်နဲ့တော့နိုင်သွားမယ်ထင်တယ်ဆာဗီယာအသင်းဘော်ဒီကိုရွေးချယ်ပါတယ်ဗျာဒီနေ့ညမှာဒီဆာဗီယာအသင်းဘော်ဒီရဲ့ပေါ်တူဂီအသင်းဘော်ဒီရဲ့ဟာစွန့်စားပြီးကစားရမယ် ပွဲတွေစွန့်စားပြီးကစားရမယ့် body တွေလို့ကျွန်တော်ယူဆတယ်ပြီးတော့ Norway အသင်း body လည်းပါတယ်ဒီပွဲတွေကကြေးပြောင်းကိုဂရုစိုက်ပြီးမှကစားတဲ့ပွဲတွေဖြစ်ပါတယ်ဘူဂေရီးယားနဲ့တာကီကစားမယ့်ပွဲတွေမြန်မာစံတော်ချိန်တနာ25မှာဖြစ်ပါတယ်ဒီအုပ်စုမှာစပိန်ရဲ့ဂျော်ဂျီယာရဲ့တာကီရဲ့အဲ့ဒီသုံးသင်းမှာတာကီနဲ့ဂျော်ဂျီယာကအုပ်စုဒုတိယနေရာအတွက်အပြိုင်ညပါဘူဂေရီးယားကတော့ဒီအုပ်စုမှာဘာမျှော်လင့်ချက်မှမရှိတော့တဲ့အတဲပြ။နှစ်ပွဲကစားပြီးချိန်မှာရာဂိုးတောင် တကိုးမှမရှိဘူး။ပေးကိုးတွေကြီးပဲသူတန်းစီပြီးရှိထားတာ ညတွန်းတွန်းဖို့ဆိုဒီပွဲဟာဘူဂေရီးယားရဲ့ဆုံးဖြတ်ပွဲပဲဒီပွဲမှာသူတာဂီကိုညတွန်းတွန်းလို့ရတယ်ဒါပေမဲ့ဒီပွဲမှာတင်းဆောင်ဖြစ်သွားပြီဆိုရင်တော့နောက်ဘူဂေရီးယားရဲ့ပွဲတွေဒီဘာတိပဲမှမရှိတော့ဘူးအိမ်ပွဲဆွမ်းဆောင်ရည်ကိုကြည့်တော့လည်းညံ့တယ်တိုက်ဆက်ကလည်းဂိုးရဖို့ရုံးကန်ရတယ်တူရကီကတော့စပိန်သင်းကိုဂိုးပြတ်ရှုံးခဲ့တဲ့အတွက်ဒီပွဲဟာဂိုးရဖို့လိုလာပြီတူရကီရဲ့နောက်ပိုင်းလက်ကျန်ပွဲတွေဒီဂိုးပြတ်ဖို့လိုလာ ဘာကြောင့်လဲဆိုတော့စပိန်သင်းကိုသူ9ဂိုးပေးတယ်ဗျဂျော်ဂျီယာသင်းကိုသူ2ဂိုးပေးခဲ့တယ်အဲ့ဒီ2ပွဲနဲ့တည်းသူရဲ့ပေးဂိုးဟာ9ဂိုးတည်းရှိလာဒုတိယနေရာကိုဂျော်ဂျီယာနဲ့ပြန်ပြီးတော့လူဖို့ဆိုရင်ဂိုးကွာဆက်ချက်ဟာလိုလာပြီအဲ့ဒီအတွက်တာကီရဲ့နောက်ပိုင်းပွဲတွေဒီတိုက်စစ်ကိုဖွင့်ပြီးတော့မဖြစ်မနေကစားရမယ်ဂိုးကိုရသလောက်သွင်းရမယ်ဒါကတာကီနဲ့ပတ်သက်ရကျွန်တော်တို့သတိထားရမယ့်အချက်ဒီပေါ်တဲ့စတဲ့ချင်းမှာအဝေးခွင်းတာကီကနေဘော်ရီဂျေ2.80ပေးတယ်ဂိုးပေါင်းဂျေက3.50အထိပေးခဲ့ပါတယ် မနေ့ကမြန်မာစံတော်ချိန်12:40မှာတော့တာကီရဲ့ဘော်ဒီကြေးက2.60ဖြစ်လာတယ်ကိုပေါင်းကြေးက 3D ဖြစ်လာတယ်အခုညနေမြန်မာစံတော်ချိန်3:42မိနစ်အချိန်မှာကြတော့သူ့ရဲ့ဘော်ဒီကြေးသည်1နှုတ်100ဖြစ်လာတယ်ကိုပေါင်းကြေးသည်3.30ဖြစ်လာတယ်ဆိုတော့ဘော်ဒီကြေးနည်းနည်းလေးကျလာတယ်ကိုပေါင်းကြေးလည်းနည်းနည်းကျလာတယ်ဗျဒါပေမဲ့ဒီပွဲသည်ကျွန်တော်တို့အီတလီနောက်ကိုလိုက်တယ်လို့ပဲတာကီနောက်ကိုကျွန်တော်တို့ဒီဇိုင်းမတ်မတ်လိုက်ရမယ့်ပွဲဖြစ်သွားပြီဘော်လုံးနဲ့ပတ်သက်ရင်ရန်ကိုအယူမူဖြစ်လွန်းတဲ့တာကီဟာဒီပွဲမှာတော့ သူတို့လိုတဲ့ဂိုးကိုရအောင်သွင်းဖို့ဆိုဒီဘူဂေးရီးယားတပွဲပဲရှိတယ်ဒီပွဲမှာတာဂီအသင်းပေါ်ကြီးကြိုက်တယ်ကျွန်တော်ဂိုးပေါင်းမှာဂိုးပေါင်းအပေါ်ပါကျွန်တော်ကြိုက်တယ်နောက်ထပ်တပွဲကစပိန်နဲ့ဂျော်ဂျီယာကစားကြမဲ့ပွဲစပိန်အသင်းဒီနှစ်ပွဲကစား၆မှတ်ရတာပြီးဒီပွဲနိုင်ရင်အုပ်စုဘုံနဲ့နောက်တစ်ဆင့်ကိုတေချာပေါက်တက်သွားနိုင်ပြီလို့သူတို့ပြောလို့ရတယ်ပွဲကြနေပါလဲဒီအန်ဒီယားများတဲ့တာဂီကိုသူတို့အိမ်ကွက်မှာကစားရမှာဆိုတော့စပိန်ဘက်ကအေးဆေးပဲပြဒီပွဲနိုင်ရင်စစ်ဖြစ်ပြီ ကြောကြာကြတော့ဒီပွဲမှာအမတ်ဆုံးချုံးရင်တို့တက်ခက်ခဲသွားနိုင်တယ်အမတ်ဆုံးချုံးရမယ်ဆိုရင်တော့ကြောကြာဒီဒီပွဲမှာပေးကိုမများဖို့လိုတယ်ဒါကကြောကြာတွေးမဲ့အတွေးပဲဒါပေမဲ့ခက်တာကကြောကြာအသင်းဒီခန်းစစ်ကစားတတ်တဲ့အသင်းမဟုတ်ဘူးဗျဒီအသင်းကလည်းတိုက်စစ်ဆင်ပြီးတော့ကစားတာတို့ကွင်းတရှမ်းအထိဖိကစားခံရတယ်ဆိုရင်တော့ဒီကမာရက်စကီလီယာရဲ့အားနဲ့ပဲကောင်တာတွေတောင်ပန်တွေကနေရသလောက်ကိုပြိုင်ဘက်ကိုပြန်ပြီးတော့ဖိအားပေးတတ်တဲ့အသင်းဒီဘောတဲ့စတဲ့ဂျင်းမှာစပိန်အသင်းကနေ ဗော်ဒီဂျေနှစ်အနှုတ်30ပေးတယ်ဂေါဘောင်းဂျေက3အနှုတ်80ပေးပါတယ်အခုမြန်မာစာတော်ချိန်3နာရီ46မိနစ်အချိန်မှာတော့စပိန်သင်းရံဗော်ဒီဂျေကတော့ DJ ပဲနှစ်အနှုတ်35 40လောက်ရှိတယ်ဂေါဘောင်းဂျေကလည်း DJ ပဲနှစ်နှုတ်60 80ဒီလောက်ပဲဆိုတော့စပိန်သင်းဒီတာကီနဲ့အဝေးဘက်သွားကစားတော့ကဗော်ဒီဂျေ 1D ပေးခဲ့တာဗျ1ပေါင်း20လောက်သူပေးခဲ့တာဆိုတော့သူ့အိမ်ကွဲမှာပြန်ကစားတဲ့အခါ 1D ပေးရင်အိမ်ကွဲမှာဆို1ရှုံးတော့သူပေးပါမယ် ဒူရကီကဒီဂျော်ဂျီယာမှာလာကသားတော့ကတရေအနှုတ်50ပေးခဲ့တယ်ဆိုတော့သူ့အိမ်ခွဲမှာဆိုတာကီနဲ့ဂျော်ဂျီယာတင်းကို1.50ပြန်ပေးမယ်ဆိုတော့တာကီနဲ့ဂျော်ဂျီယာကြားမှာလည်းအနေဆုံးဈေးပွက်ကွာမှုဟာ100လောက်ရှိတယ်ဆိုတော့တာကီကိုစပိန်ကအိမ်ခွဲမှာတင်းနှုတ်60ပေးမယ်ဆိုရင်ဂျော်ဂျီယာနဲ့ကစားတဲ့အခါစပိန်ဟာအနေဆုံးဒူတီဝင်ရောကနေပြီးစပီးပေးရမယ်ဆိုတော့လက်ရှိပေးထားတဲ့စပိန်တဲ့ရန်ဘော်ဒီဂျေနှစ်အနှုတ်50ဆိုတော့မျှတတဲ့ဂျေဒန်တစ်ခုထိုက်တန်တဲ့ဂျေဒန်တစ်ခုဖြစ်ပါတယ် ဒါပေမဲ့ဒီဂျေရန်ဘလော့ပဲထိုက်တန်တန်ဂျော်ဂျီယာသင်းရဲ့ယုံအားကြောင့်ပဲဒီပွဲမှာစပိန်တို့ကိုပြတ်တော့အနိုင်မရနိုင်ဘူးလို့ကျွန်တော်ယူဆထားတဲ့အတွက်ဂျော်ဂျီယာသင်းရဲ့ body တကြောင်းလဲကျွန်တော်ရွေးချယ်ပါတယ်။ Sorry လိုက်နားထောင်ပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကျေးဇူးအထူးပဲတင်ရှိပါတယ်။မြန်မာပြည်ကြီးမြန်ဆုံးအေးကြပါစေ။အာတမတရားလဲမြန်မြန်ကြဆုံးပါစေခင်ဗျာ။